မင်္ဂလာပါရှင် MCN သတင်းဌာနကနေနေ့စဉ်စီစဉ်တင်ဆက်ပေးနေတဲ့ Business Today စီစဉ်ကကြိုဆိုပါရစေ။ဒီစီစဉ်ကနေနေ့စဉ်နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းနဲ့အတူရွှေစင်းနှုန်း73ဒီစင်းနှုန်းနဲ့စံစင်းနှုန်းအပါအဝင်စီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါက်ဈေးနှုန်းတွေကိုတင်ဆက်ပေးသွားမှာပါဒီကနေ့2018ခုနှစ်ဇန်နဝါရီလ23ရက်တင်းနာနေ့အတွက်ပြည်ရင်းပြည်ပမှာလဲလှယ်နေတဲ့ငွေကြေးဈေးကွက်တွေမှာဆိုရင်တော့ ်အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ1350ကျပ်ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1448ကျပ်စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ950ကျပ်တရုတ်ဒယွမ်ကိုမြန်မာကျပ်ငွေ196ကျပ်အိန္ဒိယဒရူဘီကိုမြန်မာကျပ်ငွေ19ကျပ်မလေးရှားတရင်းကစ်ကိုမြန်မာကျပ်ငွေ303ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ38.22ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်အခုရပိုင်းတွင်မှာမြန်မာကျပ်ငွေတန်ဖိုးတည်ငြိမ်နေပါတယ်ရှင် က်လာပြီဒီကနေ့အတွက်ရှင်းစင်းလုံးချင်တွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေခင်းမြန်မာရွှေစည်းကွက်မှာ16ဘဲရေတစ်ကြသားအယောင်းစီ8,6400ကျပ်နဲ့အဝယ်စီ8,6600ကျပ်စီဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေစည်းမှာဆိုရင်တော့တစ်ထရိုင်အစကိုအမေရိကန်ဒေါ်လာ1,214.83ဒေါ်လာပေါက်စီရှိနေပါတယ်။လက်ရှိမှာကမ္ဘာရွှေစည်းမြင့်တက်နေသလိုမြန်မာရွှေစည်းမှာလည်းမြင့်မားနေပါတယ်ရှင်။ရန်ကုန်မြို့က73ဒီဇင်းလုံးချင်းတွေကိုတင်ပြရမယ်ဆိုရင်တော့ ဒီဇယ်တလီတာကို690ကျပ်ကနေ900ကျပ်ဝန်းကျင်ပရီမီယာဒီဇယ်တလီတာကို910ကျပ်ကနေ920ကျပ်ဝန်းကျင် အော်ဒိုင်းနာဒီတူးတလီတာကို900ကျပ်ကနေ910ကျပ်ဝန်းကျင်အော်ဒိုင်းနာဒီ5တလီတာကို940ကျပ်ကနေ950ကျပ်ဝန်းကျင်တည်တည်ပေါက်စေရှိနေကြပါတယ်စက်သုံးစီစင်းလုံးတွေဟာပြီးခဲ့တဲ့ဒီဇင်ဘာလကအတိုင်းမပြောင်းလဲပဲတည်ငြိမ်နေပါတယ်ရှင် ဒီကနေ့အတွက်စံစင်းလုံးပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အမရဆန်ညာတိတ်ကိုရေသေးပေါ်မူတည်ပြီး1900ကျပ်ကနေ2100ကျပ်ပဝန်းကျင်ရှိပြီးစံချောပေါ်စံမွေတိတ်ကိုလည်းရေသေးပေါ်မူတည်ပြီးတော့3000ကျပ်ကနေ3200ကျပ်တည်ရှိတယ်လို့မြန်မာနိုင်ငံစံစဘာကုန်စည်တန်းဝါရန်ကနေသိရှိရပါတယ်ရှင်ဆလာဘေဒီကနေ့အတွက်ရန်ကုန်စတောအကျိန်းနောက်ဆုံးဈေးကွက်ခြေနေတွေကိုတင်ပြရမယ်ဆိုရင်တော့ First Myanmar Investment Company Limited ကစုရှယ်ယာတစုကို13500ကျပ်နဲ့ဈေးဖွင့်ထားပြီး14000ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။မြန်မာသီလဝါအစိစက် Holding Public Limited ကတော့အစုရှယ်ယာတစုကို4400ကျပ်နဲ့စတင်ဈေးဖွင့်ခဲ့ပြီး4300ကျပ်နဲ့ဈေးပိတ်ခဲ့တာပါ။မြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို9100ကျပ်နဲ့ဈေးဖွင့်ထားပြီး9100ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ First Private Bank Limited ကတော့အစုရှယ်ယာတစုကို3400ကျပ်နဲ့ဈေးဖွင့်ထားပြီး3400ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တောက်ကြနေ့ကရန်ကုန်စတော့အချင်းဈေးကွက်ကိုအသေးဝင်ရောက်လာတဲ့ First Private Bank ရဲ့အစုရှယ်ယာတွေကိုဒီကနေ့မှရောင်းဝယ်သူဦးရေ1000ကျော်ရှိခဲ့ပြီးရောင်းဝယ်မှုတန်ဖိုးမြန်မာကျပ်ငွေ3000ကျော်တိရှိခဲ့ပါတယ်ရှင်။ MCN သတင်းဌာနရဲ့ business တွေအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်မြင့်သံကြားအစီအစဉ်တွေမှာကြော်ညာထက်သွင်းလို့ရဆိုရင်တော့ဖုန်းနံပါတ်3963694469ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ business တွေအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျမမေတင်စာပါရှင်။